မြန်မာညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနပြောင်းစုဝင်ကြီးဆရာကြီးဒေါက်တာဇော်ဝေစိုးမှပညာရေးဝန်ကြီးဌာနကြီးဆောင်ရွက်ချက်များအားပြည်သူတို့ရှင်းလင်းတင်ပြနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါဒီနေ့မြန်မာညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနရဲ့သတင်းစာ ရှင်းလင်းပွဲမှာအခုလိုအဲစကားပြောကြားခွင့်ရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် ဲကျွန်တော်တို့မြဒညညီအစိုးရဝင်ကြီးဌာနအတီးတီးကနေပြီးတော့အဲသတင်းစာရှင်းလင်းပွဲတွေပြုလုပ်နေတဲ့ထဲမှာဒါကျွန်တော်တို့ပြီးခဲ့တဲ့လကကျမ်းမာရေးလူသားချင်းစာနာအပြီးမှာဒါကျွန်တော်တို့ပညာရေးဝင်ကြီးဌာနကလုပ်တဲ့သတင်းစာရှင်းလင်းပွဲဖြစ်ပါတယ်ကျွန်တော်တို့ဒေါ်လန်ရေးကာလပညာရေးဆောင်ရွက်နေမှုတွေကို ကျွန်တော်တို့ဘယ်လိုမျိုး အာလုံးလက်တွဲပြီးဆောင်ရွက်နေကြတယ်အကောင့်ထဲပေါ်နေကြတယ်ဒိုင်းရင်သားအဖွဲ့အစည်းများနဲ့ကျွန်တော်တို့အားလုံးအတူတကွ Federal Democracy နိုင်ငံကို Federal Democracy တော်လှန်ရေးနဲ့ချီတက်နေတဲ့အထက်မှာ Federal Democracy ပညာရေးကိုဥတီပီပညာရေးဝန်ဆောင်မှုတွေတော်လှန်ရေးကာလဆောင်ရွက်နေတဲ့အချက်တွေကိုကျွန်တော်တို့ဒီနေ့ ရောစုတင်ပြသွားမှာဖြစ်ပါတယ်။ပညာရေးဝန်ကြီးဌာနဟာဒီနေ့တော်လန်ရေးကာလပညာရေးလို့ပြောရင်ရပါတယ်။ပညာရေးဟာအဓိကအရေးအကြီးဆုံးကဏ္ဍတစ်ခုလည်းဖြစ်ပါတယ်။အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်းပဲဒီနေ့တော်လန်ရေးမှာ ပါဝင်နေတဲ့အဓိကတော်လန်ရေးအင်အားစုကြီးဟာပညာရေးအင်အားစုကြီးပဲဖြစ်ပါတယ်။တော်လန်နဲ့ ကျောင်းသားတွေတော်လှန်တဲ့ဆရာဆရာမတွေတော်လှန်တဲ့ပညာရေးဝန်ထမ်းတွေရဲ့အင်အားဟာဒီနေ့တော်လှန်ရေးအင်အားစုများတယ်မို့အကြီးမားဆုံးအင်အားစုဖြစ်တယ်ဆိုတာအလုံးသိရှိပြီးဖြစ်ပါတယ် CDM ကျောင်းသား CDM ဆရာနေရာတိုင်းမှာ CDM ရွာတိုင်းမြို့တိုင်းမှာ CDM ပညာရေး CDM မရှိတဲ့နေရာမရှိပါဘူးဒီပညာရေး CDM တွေက ကျွန်တော်တို့ရဲ့ခေါင်းတွေရင်ဘတ်တွေကို ပြစ်ခဲ့တဲ့အတွက်တတ်ခဲ့တဲ့အတွက်ဒီနေ့တည်ခဲ့ရတဲ့ကြောင်သားပေါင်းဆက်ရပေါင်းထောင်ကျော်နေပြီဆိုတာအားလုံးသိပဲဖြစ်ပါဒီလိုမျိုးကျွန်တော်တို့ရဲ့ငြိမ်းချမ်းစွာသန္တာပြမှုသန္တာပေါ်ထုတ်မှု တောင်းဆိုမှုကျွန်တော်တို့ရဲရဲစစ်စစ် ပြစ်တက်ခံရတဲ့အတွက်လက်နှက်ကင်တော်လန်ရေးကိုပြောင်းလိုက်တဲ့အခါနေရာတိုင်းက CDM ကြောင်းသားနေရာတိုင်းက CDM ဆရာတွေဟာနေရာတိုင်းမှာတော်လန်ရေးလက်နှက်ကင်တော်လန်ရေးသမားတိုင်းရင်သားအဖွဲ့အစည်းဒီနေ့အတူတူတော်လန်နဲ့တော်လန်ရေးသမား PDF များနဲ့အတူတူတော်လန်နဲ့တော်လန်ရေးသမားဖြစ်ခဲ့တဲ့အတွက် ဒီလက်နက်ကင်တော်လှန်ရေးအားစုကြီးမှလည်းအကြီးမားဆုံးပါဝင်နေတယ်ဆိုတာအားလုံးသိရှိပြီးဖြစ်ပါတယ်။အဲကြောင့်တော်လှန်ရင်ပညာသင်ပညာသင်ရင်ကျွန်တော်တို့တော်လှန်နေကြတယ်တော်လှန်ရင်ပညာသင်ပညာသင်ရင်ကျွန်တော်တို့တော်လှန်ကြရပါတယ်။ဒါဟုအလုံးကဘာကလည်းသိတယ်မြန်မာလည်းသိပါတယ်။ဒီလိုမျိုး တော်လှန်ရေးကျွန်တော်တို့ကဘာပေါ်မှာတောင် ရှာမှရှာတဲ့တော်လှန်ရေးဒီလိုပညာတတ်တည်ပညာသင်ရင်တော်လှန်နေတဲ့ပညာရေးဖြစ်ပါတယ်။အဲကြောင့်အားလုံးလည်းသိပြီးဖြစ်မှာပါ။ဒီလိုမျိုးပစ္စည်းတွေလိုအပ်တဲ့တော်လှန်ရေးအတွက်ဘယ်နိုင်ငံကမှအခုအညီမပေးတဲ့အချိန်မှာအခုလိုပညာတတ်များနဲ့တီထွင်ကြံစပြီးဒီနေ့တော်လှန်ရေးဒီနာဒီရောက်လာတယ်ဆိုတာအားလုံးသိပဲဖြစ်ပါတယ်။ တစ်ဖက်ကကျွန်တော်တို့ရဲ့ရန်သူပြောသလိုဘယ်နိုင်ငံကမှကူနေတာမဟုတ်ပါဘူးဘယ်နိုင်ငံနိုင်ငံကြီးတွေကကူညီနေသလားလို့အော်ရလောက်အောင်ပညာတွေကိုအသုံးချပြီးတီထွင်ကြံစမှုတွေနဲ့သွားနေတဲ့တော်လှန်ရေးဖြစ်ပါတယ်ပညာပညာဆိုတာမှာဒီလိုမျိုး တီထွင်မှုကြံစမှု သူတေသနာပြုမှုဆိုတဲ့ဒီလိုပညာတွေကို တော်လှန်ရေးထဲမှာပေါ်ပေါက်လာအောင်နိုင်ငံတကာတွေနဲ့ရင်မှောင်တန်းနိုင်တဲ့အထိအစ်င့်မြင့်နဲ့တော်လှန်ရေးတစ်ခုဖြစ်လာအောင်တည်ထွင်ကြံစားခဲ့ကြတာဒီပညာရေးကဏ္ဍက CDM များကြောင်သားများဆရာများပဲဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့တော့အသိပေးလိုပါတယ်အားလုံးသိရှိပြီးလည်းဖြစ်ပါတယ်တစ်ဖက်ကနေပြီးတော့ ရန်သူအံ့ဩရလောက်အောင်ကဘာကြီးအံ့ဩရလောက်အောင် တော်လှန်ရေးပညာသင်ရင်တော်လှန်တော်လှန်ရင်ပညာသင်နေတဲ့ပညာကိုအသုံးချပြီးတော်လှန်နေတဲ့တော်လှန်ရေးဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ဒီနေရာမှာချင်းချင်းရှားရှားမှတ်မှတ်သားသားကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်တကယ်တော့ဒီ pesticide တဲ့ရစ်ဆက်မှုကြောင့်အသက်ပေးခဲ့ရတဲ့ကြောင်းသားတွေ ်တက်ပေးခဲ့ရတဲ့ဆရာတွေထောင်ကျော်နေပြီဖြစ်တယ် data တွေက under report ဖြစ်နေတာ ဖြစ်ပါတယ်ဒါအပြင်တချို့ကဒါတွေကို ထုတ်ဖော်မပြောကြားလို့တဲ့အတွေ့မိသားစုတွေရဲ့လုံခြုံရေးအတွက်ကျွန်တော်တို့တွေပြောကြားခြင်းမရှိဘဲနဲ့ဒီအရေးအတွက်တွေကိုကျွန်တော်တို့ပွင့်လင်းစွာချပြထားခြင်းမရှိတာလည်းဖြစ်တယ်လို့ကျွန်တော်အနေနဲ့အဲဒီနေရာမှာအတည်ပြုလိုပါတယ် ျွန်တော်တို့တွေဒီတော်လန်ကြီးအစတုန်းကတော်လန်ပညာသင်ကြားခဲ့တဲ့နေရာမှာ COVID-19 လည်းဖြစ်တဲ့အတွက် home base community base သင်ကြားခဲ့ရအဲ့ဒီကနေတဖြည်းဖြည်းနဲ့ပုံမူပြီးတော့နေမြေစိုးမှုမှုရလာတဲ့အခါနေမြေစိုးမှုမှုတွေရလာတဲ့အခါမှာ on ground မြေပြင်မှာသင်ကြားရေးရော တင်ကြားမှုတွေစင်ဆက်မပြတ်စေဖို့ပညာတင်ကြားမှုတွေအဲစင်ဆက်မပြတ်စေဖို့အတွက် online ပညာရေးရောကျွန်တော်တို့ကြိုးစားပြီးတော့အကောင့်တွေဖော်ခဲ့ရတာဖြစ်ပါတယ်။ကောင့်တွေဖော်နေကြတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဒီတဲ့အတိုင်းတစ်ဖက်ကလည်းအမျိုးမျိုးကိုကျွန်တော်တို့ရအောင်ဖြစ်စည်းပါတယ်။ကျွန်တော်တို့မှာ challenges တွေစိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ဒီမှာ အဲကြောင်းတွေကိုဘုံကျဲတယ်ဖြက်စီးတယ်မူလာတန်းကြောင်းကိုတော့ဟယ်လီကော်ပတာနဲ့ဝင်ပြီးတော့ပစ်ခတ်ပြီး ဖြက်စီးတယ်ဆိုတာတွေအားလုံးဒါကသမိုင်းတင်တာပြီးသားဖြစ်ပါတယ်သမိုင်းတွင်ထားပြီးသားဖြစ်ပါတယ်အစစ်စစ်တပ်ရဲ့အခုလိုမျိုးပညာသင်ကြားမှု အနောက်ရှက်ပေးတဲ့လူမမဲကလေးတွေကိုသတ်ဖြတ်တဲ့သမိုင်းကဘာပေါ်မှာဖြက်လို့မရတဲ့သမိုင်းဖြစ်ပါ ဒီလိုမျိုးအကျန်းဖက်ရက်ဆက်မှုတွေကြားကနေပြီးတော့လုံခြုံရေးအခက်အခဲကိုအသက်ကိုအန်ရီရီကြားကနေပညာသင်ကြားနေရတာဘုံခိုခြင်းနေတူပြီးပညာသင်နေရတယ်ဆိုတာကဘာအသိဖြစ်ပါတယ်ဒီလိုကြားတဲ့ကနေကျွန်တော်တို့ပညာရေးကိုအကောင့်ထဲပို့နေတဲ့အကြောင်းဒီနေ့ကျွန်တော်တို့တင်ပြသွားမှာဖြစ်ပါတယ်ဗျာရဲ့နဲ့သေးပဲတစ်ဖက်ကလည်း ကျွန်တော်တို့အခုလိုမျိုးပိုမိုပြီးဒေါ်လာရေးအောင်မြင်လာတာနဲ့အမြအလုံးသိတဲ့အတိုင်းကျွန်တော်တို့ဒီအချိန်မှာဆိုရင်အဲမြို့နယ်မြို့ပေါင်း80နာနီကျွန်တော်တို့တင်ထားပြီးဖြစ်တယ်။နယ်မြေဒေသတွေ rural area ပေါ့နော် city တွေမဟုတ်ပဲ rural area အကြီးလက်နဲ့အဲဒေသတွေဆိုရင်တကယ်တော့65 80ရာခိုင်နှုန်းရှိနေပြီဖြစ်ပါတယ်နိုင်ငံရဲ့ နေမြေဒေတာရဲ့ဒီဒေတာမှာရှိနေတဲ့ပညာရေးအကောင့်ထယ်ဖို့မှုတွေကိုကျွန်တော်တို့တွေပြုလုပ်နေတယ်တပြိုင်နက်တည်းမှာ Federal Democracy Education ပြုပြင်ပြောင်းလဲမှုတွေကိုလည်းဆောင်ရွက်လျက်ရှိပါတယ်မြူတာညညရေးအတိုင်းအမင်ခံကောင်စီရဲ့ approval အဲဒီအတိအမှတ်ပြုမှုနဲ့ Federal Democracy Education Policy ကျွန်တော်တို့ဆွေးနွေးညှိနှိုင်းတိုင်ပင် ပါဝင်တဲ့ stakeholder တွေအားလုံးပါဝင်ပြီးအတည်ပြုထားပြီးဖြစ်ပြီးအကောင့်ထဲပေါ်လျက်ရှိပါတယ်တကယ်ကိုခက်ခဲတဲ့အကောင့်ထဲပေါ်မှုတစ်ခုလည်းဖြစ်ပါတယ်ကြပြိုင်နယ်ထဲမှာကျွန်တော်တို့တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ဘုံသဘောတူညီချက်ရရှိအပြီးမှာ အခုအချိန်မှာဒီ Federal Democracy Education Policy အခြေခံပြီး Bottom Up Federalism အကောင့်ထဲပေါ်လာတဲ့အတူ Bottom Up Federal Education ကိုလည်းစတင်ညှိနှိုင်းဆွေးနွေးတိုင်ပင်အကောင့်ထဲပေါ်လျက်ရှိပါတယ်လို့ပြောကြရင်လည်းကျွန်တော်ရဲ့အဖွင့်လေးကိုကျွန်တော်ဒီနားမှာညှိနှိုင်းလိုက်ရပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါ